ပါမွေးငါတော့ငါသုံးမျိုးနဲ့ချက်တဲ့မွေးငါဆိုပြီးတော့ကျွန်တော်သိရအောင်ပါနော်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်နေတဲ့နေရာလေးကတော့ပြီးသားရလမ်းနဲ့ဇောတိကလမ်းထိပ်တက်တက်ကိုရောက်နေတာဒီမှာငါးသုံးမျိုးနဲ့ချက်တဲ့မွေးငါးနာမည်ကြီးရပြ Facebook မှာလည်းတွေ့ရပေါ့နော်ဒီဒီ TikTok တွေပိုင်းမှာလည်းတွေ့တော့စားကျင်နေတာကိုကြားပြီဆိုတော့အဝကြိတ်ဖို့ကျွန်တော်လာတာပါကျွန်တော်အခုဒီနေ့လာတဲ့နေ့ကတော့ဒါစနေနေ့ဆိုတော့သူကစနေနေ့ဆိုလို့ရှိရင်တော့သူကအားထမင်းနေရတယ်အာလူးပဲပြလေလေရတယ်အုံနှုတ်ခေါဆိုလည်းထက်ရတယ်အိမ်ကနေလည်းကျွန်တော်ဘာမှမစားလာဘူးဒီမှာစားဖို့အတွက်ဘိုင်တက်တော့စားတယ်ကြိတ်မလားဟုတ်ပါမောင်ကတပွဲတော့ဘူးတိကြော်တက်တော့ကြော်ပဲကြော်ဟုတ်ကဲ့အဲ့ဒါဆိုဘူးတိကြော်နဲ့ပိုးပဲဦးနဲ့နော်ဟုတ်ကဲ့စောင့်နေမယ်နော် ဝိုးကဲဒီနေ့ကတော့ကျွန်တော်ဒါဂဒေဆန်ကိုကျွန်တော်လာတာစနေနေ့ပေါ့မှာအာလူကလေးရတယ်အကျော်ဆုံးရတယ်ပြီးခဲ့ကြငါးထမင်းနဲ့ရတယ်ဗျာပြီးတော့အုံနှောက်ခေါ်ဆိုရတယ်မဝင်ကတော့ငါးသုံးမျိုးနဲ့ချက်တဲ့မဝင်ကဆိုပြီးတော့ကျွန်တော်သိရတာပေါ့နော်ငကြင်းရငကြီးရငရန့်ရလို့သိရတယ်ပေါ့နော်ဆွဲကြည့်လိုက်မှာဘာမှမထက်ဘူးဟိုက်ရဗျာအပေါ်စားဆိုတော့နည်းနည်းလေးတော့ငန်နဲ့အရသာလေးတော့ရတယ်ဒါပေမဲ့တခြားလူတွေတော့ဆိုတော့အဆင်ပြေလိမ့်မယ် တမန်လေးပါညှစ်လိုက်တော့ကွက်တိမြန်ဖြစ်သွားပြီ။နောက်ပူကြီးကျော်လေးနဲ့အိုဘဲဦးနဲ့စားရနေမှာပေါ့နော်။သူကဒီမှာရှိတဲ့အကျော်ကသူပဲကျော်ကလွယ်လို့သူကဂျန်တဲ့အကျော်တွေကသူတို့ကိုယ်တိုင်ကျော်တာ။မွန်ငါးဆိုင်သွားရင်ကျွန်တော်ပူကြီးကျော်ပိုင်းနဲ့စိတ်မစားဘူး။ဒါပေမဲ့ဒီပူကြီးကျော်လေးကတော့မစိုးဘူးဗျာ။ Okay ။ဒါလေးကတော့ငါးထမင်းနဲ့လေးဗျာ။ငရမ်းနဲ့နေထားလို့သိရ။အားချိုးဆိုင်ရတာလေရောအစာပလာရေပေါ့နော်အရာဒီကောင်ကတော့ဘာမှမပို့လို့မရှိဘူးရတာသူကဘူးကြီးဟန်လေးပေးတာ အရူပဇနပြောကြည့်တာ CIM ရောဖြစ်နေတဲ့ဟာတွေပါတယ်ဆိုကျွန်တော်သိမကြိုက်ဘူးဗျာဒီကောင်လေးအောင်တို့ပြီးမိုက်တယ်ပြီးတော့သူ့ရဲ့အထက်အာလူကိုသူနေထားတဲ့အရာသာတော်တော်လေးစားကောင်းတာကိုကျွန်တော်တွေ့ရတယ်ဘာကူးနေကြောငူးတော်ရောချပြရတောင်ကြီးတို့ဘာလို့ကအရာငါးသမင်းနေတော့မတူဘူးနိုင်မဲ့သူ့ပုံစံနဲ့သူစားလို့တော့ကောင်းအောင်နေတာ ပါကြော်လေးတွေကလည်းဒါသူတို့စီကကိုရန်ကြော်ရဲကြော်လေးပဲပြီးတော့ကျွန်တော်ဒီမှာအချင်းလေးကိုသဘောကျပါဆိုတော့တော့မော်လမြိုင်ထားပါဘောနော်သူပဲမုံပါတယ်မြေဦးကြီးပါတယ်မကြီးရေနဲ့ပေါ့နော်ကျွန်တော်မုံကိုညောင်းပါမုံပါလေးဆိုတော့သူကြော်ရပါအိမ်မှာကြော်စားပါညာဆိုရင်တော့ဒါမျိုးကြီးပဲစားအချင်းကတကယ်ကွက်တီးပြကျွန်တော်မော်လမြိုင်အထာလုံးอ่ะဒီလေးလေးကိုသူတိတ်လေးလေးလောက်တာပဲမောင်ကြော်ဗျဟာကုစံနာ တားအပြင်းမှားတာရဲ့ဟာမဟုတ်လူဆိုင်ရပဲကြော်တာဆိုမိုက်တယ်မမွေးမကြန်တာလေကျွန်တော်ပရိုဂရမ်ပုံမှန်ကြည့်ရလို့ဆိုတော့တည်ရလို့မွေးငါဆိုတာ just a simple traditional food ပြမွေးငါရောင်းတဲ့နေရာမှာကျွန်တော်အရသာကောင်းအရာတည်ရမှာကျွန်တော်ဘာမှ value added service တွေရှောက်လို့မနေနဲ့အပူတွေတည်ရမှာ ကဲကျွန်တော်ဒီနေ့လာစားတဲ့ဆိုင်လေးကတော့ငါသုံးမျိုးမဝင်ငါဆိုပြီးတော့နာမည်ကြီးရဲ့ကလေးဆန်ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးရဲ့တီနေရကတော့ကျွန်တော်တို့ပီတာလန်နဲ့ဇောတိကလန်ထိတ်တဲ့မှာဒီရှိပါတယ်သူကတော့မနက်9နာရီကနေည8နာရီထိခွင့်တယ်မနက်ပိုင်းကိုသူကမဝင်ငါတော့တစ်ပြတ်ချက်တယ်အဲပြီးလို့ရှိရင်သူက2နာရီလောက်မှသူကမဝင်ငါကိုသူကနောက်ထပ်ဒီညဘက်ပြန်ရောက်မှုညညဘက်ရောက်မှုတော့ကိုသူကနောက်ထပ်တစ်ပြတ်တစ်ချက်တယ်ပြီးတော့စနေတနင်္ဂနွေဆိုလို့ရှိရင်ဒီမှာအာလူကတ်လေးရတယ်အကျော်ဆုံးရတယ်ပြီးတော့ငါးထမင်းနဲ့ရတယ်ကျွန်တော်စားကြည့်တော့ကတော့တော်တော်လေးပြာ unique ဖြစ်တယ်ပြာသိရမလားဒါမျိုး ကိုဘရိုအဲတခြားထားမှာတော့အကျော်ဆိုင်မှာပဲသွားစားသွားစားလို့ရလာတော့မရဘူးဗျာဆိုတော့ကျွန်တော်တို့ဒီဆိုင်လေးကိုကျွန်တော် recommend ပေးကြပါတယ်ဆိုတော့နောက်ပိုင်းနေမှာရောကျွန်တော်ဘလူဆိုင်တွေဘလူနေရာတွေဘလူစားတောက်တွေကိုထပ်သွားစောင်းအောင်လဲဆိုတာဆက်ပြီးတော့စောင်းပြီးတော့ကြီးစုပေးကြပါဦးဗျာကြီးစုအပေးကြတဲ့အရောက်စီ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 တဲ့ကျွန်တော်အထူးပဲကြီးစုတင်ရှိပါတယ်အခုတော့ဒီပိုင်းမှာတလောက်နဲ့ပဲနှုတ်ဆက်ချင်ပါတယ်အားလုံးပဲစားကောင်းကျန်းမာကြပါစေခင်ဗျာ bye bye